အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲဒါကျွန်တော်ဒီနေ့မှာဒါအပြောင်းရွှေ့ဒါပြန်လဲဖွင့်ပြီဆိုတော့ကျွန်တော်ညာကျွန်တော်အပြောင်းရွှေ့သတင်းများရှိမှာကျွန်တော်တော့ဒါကျွန်တော်ကြည့်ခဲ့တယ်ဘာလို့လဲအပြောင်းရွှေ့သတင်းတော့ရှိမှာဒါကျွန်တော်သတင်းတွေထပ်ပေါင်းအဖြစ်တော့ကျွန်တော်နာမနေ့ကညမှာပဲ AAC ဆက်ပြီးတင်ပြီးတော့မယ်အရင်လဲတမဟို breaking news ပုံစံမျိုးလည်းမဟုတ်ဘူးဘောနော် breaking news ပုံစံမျိုးဖြစ်လဲဆရာတို့ဒါတင်ဆက်မှာဒါပေမဲ့ breaking news မို့ဒါကျွန်တော်တောင်းအနိုင်ဒါမြန်မာစံတော်ချိန်9:00တို့မှာတော့ကျွန်တော်နေနေဗီဒီယိုတစ်ပုတ်အနေနဲ့တင်ရမယ်အဲ့တော့ ဒါလွန်ခဲ့တဲ့2ရက်လောက်ကပေါ့နော်မန်ချက်စတာစီးတီးအသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါဗီဒီယိုတစ်ခုကျွန်တော်လုပ်ခဲ့တယ်စီးတီးအသင်းရဲ့ဝင်ငွေနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုလုပ်ခဲ့နေတာမှရှိအဲ့တော့ဒီနေ့မှာကျွန်တော်အမှုအမှတ်မထင်မင်းနဲ့တွေ့လိုက်ရတဲ့ပုံနှစ်ခုရှိတယ်ပေါ့နော်တော့ဟိုကနေကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးဒါကျွန်တော်စီးတီးရဲ့ဒါ transfer ပဲငွေနဲ့ပတ်သက်ပြီးကျွန်တော်သိကျင်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့အဲ ဘာချက်ကျွန်တော်ဆွဲပလိုက်တယ်ပေါ့နော်ဘာချက်ဆွဲလိုက်တဲ့ချိန်မှာဒါကျွန်တော်တို့ထိုးရနိုင်ပေါ့နော် top 6အသင်းထဲမှာဘယ်အသင်းငွေအသုံးဆုံးနေလဲဒါအသင်းငွေအသုံးဆုံးလဲဆိုတဲ့ဥစ္စာမျိုးကျွန်တော်ကြည့်လိုက်တဲ့ချိန်မှာဒီရက်မှာဒါကျွန်တော်တို့ seriously တော်တော်လေးကိုလွန်ဒါနောက်ဆုံး9နှစ်အတွင်းပေါ့နော်နောက်ဆုံး9နှစ်အတွင်းမှာလုံပုံစံမျိုးတွေ့လိုက်တဲ့ချိန်မှာဒီထဲမှာဒါ top 6အသင်းမဟုတ်ဘဲနဲ့တော်တော်လေးကိုငွေများများသုံးပြီးပါနေတဲ့ဥစ္စာတွေ့ရမှာ okay အဲ့ဒါတော့ total ပေါ့နော်ဒါကျွန်တော် total transfer spend မှာဒါကျွန်တော်နံပါတ်9နေရာမှာလို့ဆိုနံပါတ်6နေရာမှာရက်ဒီနေရာ Newcastle United Newcastle United ကလက်ရှိမှာပြန်ကြည့်မယ်ဆိုရင်တော့ Arsenal င်းနဲ့တကယ်တမ်းပြန်စင်တန်း100လောက်ပဲကွာပြီးစပါးတင်းနဲ့တန်း100လောက်ပဲကွာတဲ့နေထားမှရှိတယ်ငွေသုံးထားတာပေါ့နော်အဲ့တော့သူ့အနေနဲ့ဒါကျွန်တော်တို့လက်ရှိဒီနှစ်မှာမထပ်တော့ဘူးဆိုရင်တော့ Liverpool အသင်းထဲဒါကျွန်တော်တို့ Newcastle United အသင်းကဒါလက်ရှိမှာဒါကြောင့်တူတဲအားဖြင့်ပြန်ဒီမပေါင်တန်း40လောက်ပို့သုံးထားတယ်ဒါပေမဲ့အသတင်းငွေသုံးထားတဲ့အချိန်မှာပြန်ကြည့်မယ်ဆို Newcastle အသင်းကပေါင်တန်း400တိတိသုံးထားခဲ့ရတွေ့ရမယ် အာဆနယ်တတိယပဲကွာပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာစပါအသင်းနဲ့တတိယ20ပဲကွာအဲ့တော့ဒါမနစ်ကဒါကျွန်တော်တို့လီဗာပူးအသင်းနဲ့တွေ့ပြီးတော့ဒါကျွန်တော်စူပလိုက်ရသွားတဲ့အချိန်မှာဒါကျွန်တော်တို့ညူကာဆယ်ယူနိုက်တက်နဲ့ကာလာရှိချာဒါကျွန်တော်တို့အဲဖလားမူးကောင်မှုကိုတို့အနေနဲ့ပျောက်ဆုံးနိုင်ခဲ့ဒါပေမဲ့ကျွန်တော်ဒီနေရာမှာ out of limb တခုအနေနဲ့ခင်ဗျားတို့နည်းနည်းလေးစကားပြောချင်တာကဒါအသင်းရဲ့ဝင်ငွေလည်းအဲ့လောက်အများကြီးမရဘဲနဲ့ အခုလက်ရှိမှာ of course Newcastle United ဆိုတာကျွန်တော်တို့ history တော့ရှိရသင်းသင်းသင်းဖြစ်တယ်။ဒါပေမဲ့ပြန်စစချင်အခုလက်ရှိမှာကျွန်တော် top 6အသင်းနဲ့ပြန်ကြည့်မယ်ဆိုဝင်ငွေကတော်တော်လေးကိုနည်းတဲ့သင်းသင်းဖြစ်ပေမဲ့အခုလက်ရှိမှာငွေတွေတော်တော်ဟောသုံးတာဒါကျွန်တော်လေးတော်တော်လေးကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်ကျွန်တော်နေနေတာလက်ရှိနောက်ဆုံး update တွေအရာဒါကျွန်တော်တော်တော်လေးကိုဟို ဘာတွေများပေါ့เนาะဒါကျွန်တော်တို့ Newcastle United အသင်းနေနဲ့ဘယ်လောက်တောင်များဝင်ငွေပုံစံမျိုးရလဲကျွန်တော်စိတ်ဝင်စားတဲ့အတွက်ကြောင့်မို့ဒါအဲ့ဒါကိုမကြည့်ပဲနဲ့ကျွန်တော်ဒါပထမဆုံးတစ်ခုနေပြပြမယ် Newcastle United အသင်းနဲ့အခုလက်ရှိမှာ PIF ရောက်လာပြီးကြတဲ့ကဒါကျွန်တော် Newcastle United အသင်းက total 9နှစ်အတွင်းမှာဒါကျွန်တော်တို့ပေါင်ဆို Euro 933နှစ်တယ်ဒါကျွန်တော်တို့လက်ရှိမှာ total 4နှစ်ပေါ့နော်ဒါကျွန်တော်တို့ PF ဒါကျွန်တော်တို့လက်ရှိပြောရမယ်အာနာအေးပေါ့အာနာသိမ်းပြီးတဲ့အချိန်မှာဒါ Newcastle United ကပိုင်ရှင်သိပ်ဝင်တယ်မမဲ့ရပဲအဲကျွန်တော်ဒါ Newcastle ရဲ့ပရိသတ်တွေတကယ်အကြီးကျယ်အောင်ပွဲခဲ့တော့ပြန်ကြည့်မယ်ဆိုရင် Newcastle United အသင်းကကျွန်တော်ဒါ PF ပေါ့နော် Saudi ဘက်ကနေဝယ်ပြီးခဲ့တဲ့ကဒါတစ်နှစ်ကိုအနည်းဆုံး Euro တန်100ဖြုန်းတဲ့အသင်းတွေမှာပါတယ်2021 2022ရာသီမှာ Newcastle United က Euro တန်100နဲ့တန်သုံးထားခဲ့တယ် 2023မှာ185.8တသမာ8သန်းသုံးနေ2023-2024မှာ153တသမာ1သုံးနေ2024-2025မှာတော့ PSR နဲ့ FFP ညီမှာဆိုတဲ့အတကြောင့်မလို့68တသမာ1ပဲသုံးနေအဲ့တော့ပြန်စမ်းကြည့်အောင် Champion League ဝင်သွားတဲ့ချိန်မှာဒါကျွန်တော်တို့ Newcastle United အသင်းနဲ့ဒါကျွန်တော်ပေါင်185တန်း186တန်းကြီးသုံးခဲ့တယ်အဲ့တော့တကယ်တမ်းဒီနေရာမှာ relative ပြန်ရှင်းမယ်ဆိုရင် Newcastle United အသင်းနဲ့အဲ့ဒီမတိုင်ခင်က ငွေကဘယ်လောက်မှသုံးနာခဲ့တာမဟုတ်အဲ့တော့ဒါကျွန်တော်တို့ဒါအသင်းကြီးနဲ့ပြန်ရှင်ကြည့်မယ်ဆိုအဲ့ဒီအချိန်မှာနောက်ဆုံး၄နှစ်အတွင်းမှာဒါကျွန်တော်တို့ Newcastle United အသင်းက Arsenal နဲ့ Tottenham Hotspur ကိုပါကြော်ပြီးတော့ဒါတတိယမြောက်ငွေသုံးအများဆုံးအနေနဲ့သွားရတယ်မှာပါတယ်ဒီမှာ Northern Forest လည်းမဟုတ်ဘူးနော်လူတော်များမှာ Northern Forest ဆိုဒါကျွန်တော်ဟိုအသင်းဒီ No Newcastle United ဖြစ်တယ်အဲ့တော့နံပါတ်၄ကြည့်မယ်ဆိုရင်ဒါကျွန်တော်လက်ရှိမှာ Newcastle United အသင်းက Underdog မဟုတ်တော့ဘူး ငွေသုံးပြီးနောက်ကနေပြီးတော့လိုက်လာတဲ့တန်းတန်းဖြစ်တယ်အဲ့တော့လက်ရှိမှာ Eddie Howe ကိုကျွန်တော်ချီးကျူးတာမှတ်မိမယ်တကယ်နဲ့နံပါတ်တွေရပြန်ကြည့်မယ်ဆိုရင် Eddie Howe အနေနဲ့ဒီထက်အများကြီးပိုလုံးပြသင့်နေပြီဒါဟာ reality တခုဖြစ်လာခဲ့ပြီဒါဟာတကယ်ကို pushy subject တခုဖြစ်လာခဲ့ပြီအဲ့ခုနကပြောလို့ပဲလက်ရှိမှာတော့တနစ်ကိုပေါင်တန်းတုံးဆိုယူရိုတန်းတရာကိုပေါင်တန်းတရာနီနီတုံးထားတဲ့ကလပ်တခုအနေနဲ့ လက်ရှိမှာ Newcastle United အသင်းအနေနဲ့ဒီလောက်ကအဆင်ပြေရတာ Carabao ဖလားရတာ Carabao ဆိုလက်ရှိမှာ Newcastle United ဒါအစတစ်ခုဖြစ်သွားနေတယ်အမှန်နဲ့ဒါပေမဲ့ Newcastle United အသင်းနောက်ထပ်မှာဘလောက်တိမြန်ငွေစသုံးအခုလက်ရှိမှာ Champions League ပြန်ဝင်သွားကျွန်တော်ဘာလို့ဒီ idea ကိုရသွားလဲဆို Newcastle United အသင်းနဲ့အခုလက်ရှိမှာ Yao Pedro Yao Pedro ကိုဒါကျွန်တော်ပေါင်တန်း60သုံးပြီးတော့ဝယ်ယူမဲ့အနေထားမှာရှိအဲ့တော့ကျွန်တော်ဒီနေ့မှာပြန်ပြီးတော့ကျွန်တော် transfer market ကိုပြန်ကြည့်တဲ့အချိန်မှာ Newcastle United အသင်းနဲ့ PIF ကဒါကျွန်တော် Newcastle United ကိုဝယ်ပြီးကြတဲ့ကကစားသမားတွေကိုပြန်ကြည့်မယ်ဆိုရင် ညူကာဆယ်ယူနိုက်တက်ကစားသမားစံချိန်တင်ပြောင်းရွှေ့ကြီးရဲ့စောက်ရမ်းကျန်းတဲ့တဲမှာပါတယ်။ဒါကျွန်တော်တို့အလက်ဇန္ဒားအီဆက်ကိုစာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ပေါင်63တန်ပေးပြီးခေါ်ယူခဲ့တယ်။ဆန်ဒိုတိုနာလီကို55တန်ပေးပြီးခေါ်ယူခဲ့တယ်။ဂေါ်ဒန်ကို45တန်ပေးပြီးခေါ်ယူခဲ့တယ်။ဘရူနိုဂါမီရက်စ်ကိုလန်ပေါင်30ပေးပြီးခေါ်ယူခဲ့တယ်။ဒါကျွန်တော်ဂျိုလင်တန်ကိုထပ်ပြီးတော့ဂျိုလင်တန်ကကျွန်တော်မက်မဲရဟိုကောင်စီဘာလို့ကျွန်တော်ဒါရှေ့ကမိုက်ကယ်ရှယ်လီခေါ်ခဲ့တယ်ဂျိုလင်တန်ထပ်ဟာဗီဘန်စ်ကို38တန်ထွက်ခဲ့တယ်။တီနိုလီဗာမန်ကို35တန်7ဘော့တမောက်35တန်ဒါကျွန်တော်လက်ရှိမှာလူးဝစ်ဆော်ကို28 တန်းဒါခရစ်စု25တန်းပြန်ကြည့်အောင်အခုလက်ရှိမှာ PIF ကရောက်လာပြီးခဲ့တာညုကဆယ်အသင်းနဲ့ဒါ1 2တန်းအတွင်းမှာဆိုတော့ကျွန်တော်တို့ဒါနံပါတ်5နေရာတနေရာကလွင်ကျန်တဲ့၉ယောက်ကကျွန်တော်တို့ဒါ sorry ရောက်လာပြီးကြအဲ့တော့ပြောချင်တာပဲရုပ်တရက်ကြည့်ရင်တော့ဟာ sorry ကဒါ Newcastle United အသင်းတဲ့ကိုပတ်စံမထည့်ဘူးလားကျွန်တော်တို့ထင်ရပေမဲ့တိတိချာချာပြန်ကြည့်ရင်အကုန်မြင်ရတယ် ကျွန်တော်လည်းအခုမှတည်တည်ချေချာပြန်ပို့တော့ကျွန်တော် Manchester City ရဲ့ဗီဒီယိုလို့ရချိန်မှာ Newcastle ကျွန်တော်ဖတ်ကလေးတွေ့တဲ့အချိန်မှာပထမတော့ top 6ပုံစံမျိုးကျွန်တော်ထင်ထားခဲ့မယ် Newcastle United ကိုပြန်ရှင်ကြည့်တဲ့အချိန်မှာဒါ9နှစ်အတွင်းပေါ့နော် Mike Ashley တစ်နှစ်တောင်ပတ် benefit of doubt အနေနဲ့ပေးထားခဲ့ဒါပေမဲ့6နှစ်အတွင်းမှာပြန်ဆက်စားနေမယ်သူနဲ့တတိယမြောက်ငွေသုံးအများဆုံးသင်ဖြစ်တယ်အသက်တင်လည်းအသုံးထားအများဆုံးသင်ဖြစ်တယ်အဲ့တော့ Newcastle United ကအမှန်တိုင်းပြောမှာ underdog မဟုတ်တော့ဘူးဗျ၄နှစ်အတွင်းမှာဒါကျွန်တော်ပေါင်တန်း900တုံးထားတယ်။တစ်နှစ်ကိုပြန်မြပေါင်တန်း150တုံးထားတယ်။ဒါဟာ underdog မဟုတ်ဘူး။ သိလားကျွန်တော်ပြောလီဗာပူးသင်းအဲ့လောက်မသုံးထား။စီးတီးသင်းတော့နောက်ဆုံးလေးနှစ်တွင်မှအဲ့လောက်တွေသုံးထားတာမဟုတ်ဘူး။ကျွန်တော်ပြောတော့အဲ့တော့ဒီတက်သူ့တက်သုံးတာနှစ်သင်းပဲရှိတယ်။ Chelsea နဲ့ဒါကျွန်တော်တို့ကျွန်တော် Manchester United နဲ့နှစ်သင်းပဲရှိတယ်။အဲ့တော့တကယ်တဲ့ Newcastle ကငွေသုံးကျန်းတယ်ဆိုတော့ဘာကြောင့်အဲ့လောက်မပြောကြလဲဆိုတော့ မေဘီပေါ့နော်အကုန်လုံးကလည်းဒါယုတ်တိရမိသွားတယ်ဆိုတဲ့အကြောင်းအရာတစ်ခုနဲ့ကျွန်တော်လည်းခုနကပေါ့ကျွန်တော်ဆိုလည်းရုံကသတိမထားဘူးအဲ့တော့ကျွန်တော်ဒီနေ့ပထမဆုံးသတိပွင့်သတိလေလာချက်မှာကျွန်တော်ဒါအခုလက်ရှိမှာရောက်ဂျာဝ်ပက်ဒရိုကိုဒါကျွန်တော်တို့ညူကာဆယ်ယူနိုက်တက်တင်းနဲ့ပေါင်တန်း60ကိုတပြားမှမဆက်ဘဲနဲ့ချက်ချင်းဝယ်ယူဖို့အတွက်လှုပ်ဆောင်နေတယ်အဲ့တော့ကျွန်တော်ဘာလို့ရုပ်တည်းမှတ်မိတော့ဟာဒီကောင်ကြီးအလက်ဇန္ဒားအီးဆက်ကိုဝယ်တာဈေးမှမချိုပဲမမေရဆန်နိုတိုနာတီကိုလည်းဒါကျွန်တော် AC မီလန်တောင်းတဲ့ဈေးကိုဘုံကနေတိုင်းကနေပေးဖြစ်ခဲ့တာအန်တိုနီဂေါ်ဒန်ကိုဆိုမမေရအဲ့တုန်းကဒါချားလိုက်နေတဲ့အသင်းထက်ဆိုင်သူပတ်စံပုံပြီးပေးခဲ့တယ်အဲ့တော့ ညူကာဆယ်ယူနိုက်တက်အသင်းကကျွန်တော်အတွက်ကိုလက်ရှိဝင်နေထားတဲ့ underdog မဟုတ်တော့ဘူး underdog လည်းလက်ရှိရေရှည်ရဖြစ်နေမှာမဟုတ်ဘူးဒီနှစ်နွေရာသီမှာ champion league ဝင်ထားတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ညူကာဆယ်ယူနိုက်တက်အသင်းငွေတောင်ပို့သုံးမယ်ဒါတော့တော့လက်ရှိမှာတော့ကျွန်တော်ညူကာဆယ်ယူနိုက်တက်ကိုဒါ APD ပေါ့နော် associated party transition rule ကကာနေလို့ညူကာဆယ်ယူနိုက်တက်ကအခုလက်ရှိမှာ APD ဒါမတူဘူးဆိုတော့လက်ရှိပိုင်ရှင်နေတိရမှာ PIF ဆိုတာလက်ရှိမှာ Alnasia ကျွန်တော်တို့ El Hilal ဒါကျွန်တော်တို့ဟာလီရှင်နေအဲ့၃သင်း၄သင်းလောက်ကို ပိုင်တဲ့အသင်းပိုင်ရှင်ဖြစ်အဲ့တော့ ညူကာဆယ်ယူနိုက်တက်တင်းနဲ့ဂျားတဲ့မှာမှတ်မဲ့ရသူ့နေနဲ့ဒါကျွန်တော်တို့ဆော်ဒီကဒါကောင်းတဲ့ကစားသမားတွေကိုညူကာဆယ်ယူနိုက်တက်ကိုထည့်ဖို့ကြိုးစားခဲ့မြဲပရီးမီးယားလိဂါပိတ်ပင်ခဲ့တဲ့အကြောင်းသူတို့နဲ့ထည့်လို့မရတာလေတော်တော်လေးကိုပရီးမီးယားလိဂါအသင်းတွေအသက်ရှူချောင်းသွားခဲ့လက်ရှိမှာပြန်ကြည့်အောင်လက်ရှိမှာဒါကျွန်တော်ဆော်ဒီကလပ်ပြီးမှာတကယ်ကောင်းတဲ့ကစားသမားရိုနယ်ဒိုတို့ဘာလို့တော့မလာဘူးပေါ့ဗျာတေချာဒါပေမဲ့မာရက်စ်တို့ဘာလို့သူတို့ခေါ်ဖို့တော့ကြိုးစားသေးတယ်ဒါပေမဲ့မရခဲ့ဘူးနော်အဲ့တော့ပြောချင်တာကညူကာဆယ်ယူနိုက်တက်ကတကယ်ကိုစောင့်ကြည့်တဲ့ကလပ်တွေကတခုဖြစ်လာခဲ့ပြီဒါပေမဲ့ခုနကပြောဆိုအောင်မြင်မှုဘာညာဆိုတာထိုက်ဆိုင်ငွေ၃000ပြန်ကြည့်မယ်တော်တော်လေးအဲ့တော့လက်ရှိမှာ ကစားသမားတယောက်ကိုတန်း60တော့ဒါပေမဲ့ဘာလို့သူများတွေအဲ့လောက်ကြီးမပြောခုလက်ရှိမှာဒါကျွန်တော်တို့ဟိုကစားသမားကဒါကျွန်တော်တန်း60ခွဲဒါပေမဲ့ယူကဆယ်ယူနိုက်တက်ခုလက်ရှိမှာတလောက်ထိတုံးနေတာကိုကျွန်တော်တို့ဘာလို့မမြင်ကြရလဲဘာလို့မသိကြရလဲဒါတွေကနည်းနည်းတော့ပြောစရာဖြစ်လာခဲ့လို့မြင်တယ်အဲ့တော့ယူကဆယ်ယူနိုက်တက်က underdog ဒါကျွန်တော်တို့အောက်ကအသင်းတစ်သင်းမဟုတ်တော့ဘူးတကယ်လည်းမဟုတ်တော့ဟုတ်လားဘာ၄နှစ်အသင်းမှာပေါင်တန်း900တုံးထားတဲ့အသင်းကဒါ longevity ရငွေသုံးနေတဲ့ club ဖြစ်သွားတယ်အဲ့တော့လက်ရှိမှာခုနပြောသလိုပဲဒီသူတို့အနေနဲ့ငွေအသက်တွေသုံးတဲ့အချိန်မှာသူ့ထက်ပိုသုံးတာဆိုလို့ Chelsea နဲ့ United နဲ့နှစ်သင်းပဲချန်တော့တယ် ဲ့တော့ Newcastle United အသင်းကတကယ်ကိုနောက်ကနေငွေဘယ်လောက်ထိ light တုံးပြီးအောင်မြင်မှုကိုငွေနဲ့ light ဝင်မလဲဆိုတော့ကျွန်တော်တို့ draw လေးကိုစိတ်ဝင်စားတယ် City တို့ Chelsea တို့လိုမျိုးပုံစံမျိုးတုံးပြီးတော့ငွေကို light ပြီး light လုပ်မလားဒါမှမဟုတ်ကတော့ဘသူနေဘယ်လိုမျိုးလဲအဲ့တော့လက်ရှိမှာ AB Hawk ကဒီငွေတွေတုံးတဲ့နောက်ကနောက်ွယ်ကအောင်မြင်တဲ့နည်းပြတရားဖြစ်လာနိုင်မလား ဒါကိုတော့ကျွန်တော်တို့ခင်ဗျားတို့ဒါပိတ်ကားပြီးမှအတူတူပဲကြည့်ရမယ်လို့ပြောရမှာပေါ့နော်အဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကူကြည့်လို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရရဲမြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ပြမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ကောင်းမွန်သောနေ့ဒီနေ့ဖြစ်ပါစုမောင်းကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှအေးဆေးကြတာပေါ့။တေးပါပါ